ရေဒီယိုအန်ယူဂျီသောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ31ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယိုအန်ယူဂျီပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်ကင်းနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီကအခုနှစ်တတိယ3လပတ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။ကင်းနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC က အခုနှစ်တတိယ3လပတ်အတွက်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကိုမနေ့အော်တိုဘာလ30ရက်နေ့ကထုတ်ပြန်လာပါတယ်။ဒီအစီရင်ခံစာမှာပြည်ထောင်ဌာနအောက်မှာရှိတဲ့ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲကဆောင်ရွက်နေတဲ့ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ကရင်ပြည်ရဲဌာနခွဲရဲ့လှုပ်ဆောင်မှုအခြေအနေ၊အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲကလှုပ်ဆောင်ခဲ့တာတွေဖော်ပြထားပါတယ်။ကျန်းမာရေးဌာနဘက်ကဆိုရင်လည်းကုသရေးနဲ့ပြည်သူ့ကျန်းမာရေးဌာနခွဲရဲ့ကျန်းမာရေးဆောင်ရွက်မှုလုပ်ငန်းတွေအကြောင်းအသေးစိတ်ဖော်ပြထားသလို လူသားချင်းစာနာထောက်ထားရေးနဲ့ပြည်내ထူထောင်ရေးဌာနအနေနဲ့အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုရေဒိုကာလစစ်ဘေးရှောင်ပြည်သူတွေကိုစာနာရိတ်ခါထောက်ပံ့တာအနာသိစစ်တပ်ရဲ့စစ်ရာဇဝတ်မှုကျူးလွန်ခံရသူတွေကိုပံ့ပိုးကူညီပေးတာတွေကိုအတည်ပြုထားပါတယ်။တရားရေးဌာနဆိုရင်လည်းဥပဒေရေးရာကြီးကြပ်မှုဌာနခွဲကအကြံပေးနိုင်ခဲ့တဲ့ဥပဒေမူကြမ်းတွေနဲ့စစ်တုံ့ပန်းတွေ၊ရာဇဝတ်သားတွေအပေါ်လူကုန်သိက္ခာနဲ့အညီထိမ့်သိမ်းဆောင်ရှောက်တဲ့လုပ်ငန်းတွေဆောင်ရွက်နေတာတွေဖော်ပြထားပါတယ်။ စီမံကိန်းဗန္ဒာရင်းနဲ့အခွန်ဌာနရဲ့စီမံကိန်းဌာနခွဲအနေနဲ့ဒေသဖွံ့ဖြိုးရေးစီမံကိန်း၆ခုကိုသက်ဆိုင်ရာဌာနတွေနဲ့အကောင့်ထဲပို့ဆောင်နေပြီးဗန္ဒာရေးဌာနခွဲကကဏ္ဍလိုက်ဗန္ဒာငွေခွဲဝင်မှုအခွန်ဌာနခွဲအနေနဲ့ဒီ၃လပတ်ထဲမှာရရှိခဲ့တဲ့မြန်မာကျပ်ငွေနဲ့ထိုင်းဘတ်ငွေတို့ကိုအတည်ပြုထားပါတယ်။ရရှိထားတဲ့အခွန်ငွေတွေကို IEC ပြည်ထောင်ဌာနကရင်နီပြည်ရဲဌာနခွဲအတွက်22.5ရာခိုင်နှုန်း၊ကျန်းမာရေးဌာနအတွက်6.2ရာခိုင်နှုန်း ပညာရေးဌာနအတွက်3.3ရာခိုင်နှုန်းပြည်သူ့အုပ်ချုပ်ရေးဌာနကွဲအတွက်2.6ရာခိုင်နှုန်းတရားရေးဌာနအတွက်9.2ရာခိုင်နှုန်းကော်မတီဌာနအတွက်3.1ရာခိုင်နှုန်းအပါအဝင်ဌာနဆိုင်ရာအသီးသီးအတွက်သုံးစွဲထားတဲ့အခြေအနေကိုလည်းအစည်းအဝေးကစားမှဖော်ပြထားပါတယ်။ဒါ့အပြင်ဌာနဆိုင်ရာအသီးသီးရဲ့လုပ်ငန်းဆောင်ရွက်မှုအခြေအနေတွေကိုအသေးစိတ်ဖော်ပြထားပါတယ်ခင်ဗျာ။ဆလဘီစောမျိုးကတက်ငယ်မရဲမှုနဲ့လူတက်မှုကျူးလွန်သူကို ့ NUG ရဲချုပ်ဦးဆောင်စစ်ဆေးနေတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မကွေးတိုင်းစောမြို့မှာအသက်73နှစ်အရွယ်မင်းကလေးငယ်ကိုအတ္တမပြုကျင့်ပြီးတပ်ဖြတ်ခဲ့တဲ့သူကိုမြို့သားညီညွတ်ရေးအစိုးရ NUG ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဌာနရဲချုပ်ရဲ့ဦးဆောင်ကြီးကြပ်မှုနဲ့စစ်ဆေးနေတယ်လို့စောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။တပ်ငယ်မတိုင်းမှုနဲ့လူသက်မှုကျူးလွန်သူမင်းမင်းဆိုးကိုစစ်ဆေးပြီးပါကအမှုရွဲတင်ရေးတရားရုံးထုတ်စစ်ဆေးရေး ထိရောက်တဲ့အရေးယူမှုပြုလုပ်နိုင်ရေးစတာတွေအများဆုံးလှုပ်ဆောင်နိုင်ဖို့ကြက်ကြက်မက်မက်ဆောင်ရွက်နေတာကိုပြည်သူလူထုထံအသိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။စောမြို့မှာအော်တိုဘားလ21ရက်ကအသက်73နှစ်အရွယ်မိန်းကလေးငယ်ကိုအသက်21နှစ်အရွယ်မင်းမင်းဆိုးဆိုသူကအရမပြုကျင့်တက်ဖြတ်ပြီးအလောင်းဖြောက်ခဲ့တာလို့သိရပါတယ်။မိန်းကလေးငယ်ရဲ့မိသားစုနဲ့အရင်ကတည်းကတီကျွမ်းသူဖြစ်ပြီးမင်းမင်းဆိုးကိုကာကွယ်ရေးတပ်ဖွဲ့ကမတင်ကားလို့စစ်ဆေးခဲ့ရာကကျူးလွန်ကြောင်းဝန်ခံခဲ့တာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူကိုတည်တံပေးဖို့စောမြို့နယ်မှာရှိတဲ့ဒေသနေပြည်သူတွေက အော်တိုဘာလ26ရက်မှာဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။မင်းမင်းဆိုးဟာ အရင်ကလည်းမရိမှုကျူးလွန်ခဲ့ဘူးပြီးစောပြည်သူကာကွယ်ရေးတပ်မတော်ရဲဘော်တဦးဖြစ်တယ်လို့ဒေသနေပြည်သူတွေကပြောနေပေမဲ့စောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတော့ကျူးလွန်သူမင်းမင်းဆိုးဟာကာကွယ်ရေးဘော်ဟုတ်တယ်မဟုတ်ဘူးဆိုတာဖော်ပြမထားပါဘူးခင်ဗျာ။ယခုနောက်ဆုံးတဲ့အနေဖြင့် စစ်တပ်ဘက်ကအချိန်မရွေးလေကြောင်းတိုက်ခိုက်မှုတွေလှုပ်လာနိုင်တဲ့အတွက်စီရေးသတိနဲ့နေထိုင်ကြဖို့ဒဝဲမျိုးသားလူမျိုးရေးတပ်မတော်အထရီပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။စစ်တပ်ဘက်ကအချိန်မရွေးလေကြောင်းတိုက်ခိုက်မှုတွေလှုပ်လာနိုင်တဲ့အတွက်စီရေးသတိနဲ့နေထိုင်ကြဖို့ဒဝဲမျိုးသားလူမျိုးရေးတပ်မတော်ကဒေသနေပြည်သူတွေကိုသတိပေးပြောကြားလိုက်ပါတယ်။တနင်္သာရီတိုင်းဒဝဲခရိုင်လောင်လုံးမြို့နယ်တဲကမမကန်နေမြေရဲစခန်းကိုတော်လိုင်းတက်တွေတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာနဲ့ပတ်သက်လို့အခုလိုသတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။ တနိုင်ငံလုံးတိုင်းတာနဲ့စည်ရည်အရှိန်မြင့်တင်နေတဲ့အချိန်ဖြစ်တဲ့အတွက်မိဘပြည်သူတွေအနေနဲ့စည်ရည်သတိအထူးရှိကြဖို့နဲ့သတိနဲ့သွာလာနေထိုင်ကြဖို့ပြည်သူလူထုကိုအသိပေးထားပါတယ်။တနင်္သာရီအတိုင်းအတွင်းမှာဆိုရင်လဲစစ်တပ်ဘက်ကအချိန်မရွေးလေကြောင်းတိုက်ခိုက်မှုတွေလှုပ်လာနိုင်တဲ့အတွက်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာတွေနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေလိုက်နာကျင့်သုံးကြဖို့လဲတဝဲမျိုးသားလူမျိုးရေးတပ်မတော်ကဒေသနေပြည်သူတွေကိုတိုက်တွန်းထားပါတယ်။တော်လိုင်းတပ်တွေဘက်ကစည်ရည်အရှိန်မြင့်လာတာနဲ့အများ ပြည်သူ့ဘက်အမှန်တရားဘက်ယက်တီလိုတဲ့စစ်သားတွေရဲတွေအနေနဲ့ပြည်သူရင်ဝင်ကိုအများဆုံးခိုလုံပြီးပူးပေါင်းပါဝင်ပေးကြဖို့လည်းဖိတ်ခေါ်ထားပါတယ်။မောင်မကန်နယ်မြေရဲစခန်းကိုတော်လိုင်းတပ်တွေတိုက်ခိုက်သိမ်းပတ်ရာမှာစစ်တပ်ဘက်က10ဦးထပ်မံတေဆုံးပြီးလက်နက်ခဲယံတွေနဲ့ဆက်ဆက်ပစ္စည်းတွေသိမ်းပတ်ရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။